်ထရာရာသဘင်မှုတ်ဆက်အသုံးပြုတဲ့သူတွေတတိထားဖို့အတွက်ကျွန်မဒီသတင်းလေးကိုလာပြီးတော့တင်ပြရဖြစ်ပါတယ်။အောက်တိုဘာလ17ရက်နေ့ကပူလီလန်းမြို့မှာဆယ်နှစ်ရွယ်ကလေးမလေးတယောက်ခေါင်းချော်ပြီးတော့သဘင်ချောက်အောင်လို့သဘင်မှုတ်နေရာနေပြီးတော့ကွယ်လွန်သွားပါတယ်။အဖွားဖြစ်သူရဲ့ပြောပြချက်အရတော့ဒီသဘင်မှုတ်ဆက် hair dryer ကကလေးအမေက online ကနေပြီးတော့ဝယ်ခဲ့ပြီးတော့အဲတင်ထားတာနည်းနည်းကြာနေပြီလို့သိရပါဗါတယ်အဲဒီမိမလေးက17ရက်နေ့ကရေချိုးကောင်းလျှော့ပြီးတော့သပင်းချအောင်လို့ hair dryer ကိုယူပြီးတော့အသုံးပြုခဲ့ပုံရပါတယ်ကလေးရဲ့ hair dryer ကိုခြင်ထားတဲ့လက်တစ်ဖက်က မီးလောင်တံရာကြီးဖြစ်ပြီးတော့မဲနေတာပါပဲ အဲမိခင်ဖြစ်သူကပြီးခဲ့တဲ့တလပိုင်2025နေပြီးတော့စပယ်မုံဆက်ကိုဝယ်ယူခဲ့တာဖြစ်တဲ့အကြောင်းဘန်းငွေ89ဘတ်ပေးရပြီးတော့ဈေးတန်တဲ့အတွက်ကြောင့်မလို့ TikTok Shop ကနေပြီးတော့မှာယူခဲ့တာဖြစ်ကြောင်းပြောပြပါတယ်ဒီဆက်ကိုစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့ယူရီးယားစာတလုံးမှမပါရှိပဲနဲ့တရုတ်စာတွေပဲပါရှိပါတယ်ပြီးတော့220ဘူဆိုတာလည်းပါတယ်ပေါ့နော်ဘူအား220ဆိုပြီးတော့ပါပါတယ်အရေးအသွေးအောင်ထားတဲ့ certificate တွေ qualify ဖြစ်ထားတဲ့စာတွေဘာတခုမှမပါဘဲနဲ့ဘူးပုံမှလည်းမပါဘူးပေါ့နော်ကလေးမိဘတွေကတော့သူ့ကလေးဒီကလေးလေးကွယ်လို့ရခြင်းနဲ့ပတ်သက်ပြီးတော့အရင်သွေးမပြည့်မီတဲ့သဘေမှုတ်ဆက်ထုတ်လုပ်ဖြန့်ချီရောက်ကြတဲ့သူတွေကိုဖော်ထုတ်ပေးဖို့တောင်းဆိုထားပါတယ်ဈေးကွက်ထဲမှာဈေးရတန်တဲ့အခါမှာ လူတော်တော်များများဝယ်ဖို့အတွက်ဒီ hair dryer မျိုးတွေကိုဝယ်တယ်ပေါ့နော် hair dryer မှာမဟုတ်ဘူးတခြား online ကနေပြီးတော့ TikTok ကနေပြီးတော့မှားတဲ့ပစ္စည်းတွေအများကြီးရှိတယ်။ဒီလိုပစ္စည်းတွေမှာမှကျွန်မအကြံပေးချင်တာက electronic ပစ္စည်းတွေနောက်ပြီးွားရင်အရန်ကိုအရေးကြီးတဲ့ပစ္စည်းတွေဆိုလို့ရှိရင်အဲဒီ TikTok တို့ဘာတို့ကနေပြီးတော့မမှားပဲနဲ့ကိုကစိုင်းမှာတင်ချသွားပြီးတော့ကြည့်ပြီးတော့ဝယ်ဖို့အတွက်အကြံပြုချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုး hair dryer တွေဟာဈေးွက်ထဲမှာလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဈေးတန်နေဆိုပြီးတော့ဝယ်တဲ့သူတွေလည်းအများကြီးရှိမှာပါ။ အခုအဲ့လိုမျိုးဝယ်ထားတဲ့သူတွေရှိရဲဆိုလို့ရှိရင်လည်းဒီသပင်မှုတ်ဆက်ရဲ့ပုံစံရဲ့တရုတ်စာရေးကြီးပဲရေးထားတယ်220ဗို့ပဲပါတယ်ဆိုလို့ရှိရင်ဒီ hair dryer တွေကိုဆက်ပြီးတော့မသုံးဖို့ပြောချင်ပါတယ်ကိုယ်အိမ်မှာဝယ်ထားတဲ့ hair dryer တွေနဲ့တူလားမတူလားလဲတိတိကျကျတိုက်စစ်ကြည့်ကြပါအောင်လို့ပြောချင်ပါတယ်